မင်္ဂလာပါရှင်ရန်ကုန်ကစ်တက်ချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မောင်တော်မှာ ARSA ကအင်အား၄000ဖြန့်ချက်ပြီး A ကိုတိုက်ခိုက်နေ။ရခိုင်ပြည်မောင်တော်မြို့နယ်နေဆက်ဒေသမှာ ARSA လက်နက်ကင်ဖွဲ့ကအင်အား၄000နီးပါးနဲ့ဖြန့်ချက်ပြီးအရခတ်တတော်ရဲ့တက်စကန်နေတဲ့ဒေသခံပြည်သူတွေပေါ်အကြမ်းဖက်မှုတွေပြုလုပ်နေကြောင်းဒေသခံတွေကနေသိရပါဗျ။ PRS လက်နက်ကိုင်တွေမှာဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေရခိုင်ပြည်မောင်တော်မြို့နယ်ကိုဝင်ရောက်ပြီးနေဆက်မှတ်တိုင်52ကနေ59ကြားရှိနေမြေမှာတိကလှုပ်ရှားနေကြောင်းမောင်တော်ဒေသခံတဲကပြောပါရယ်နေဆက်မှတ်တိုင်56နဲ့59ကြား0.68ကောင်းရှိ RK တက်တော် EA ရဲ့နေဆက်လုံကြုံရေးစကန်နဲ့ဒုံညိုစကန်တို့ကို PRS လက်နက်ကိုင်တွေကစတင်ပါလာတွင်မှာဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း EA ကထုတ်ပြန်ထားပါရယ် ရင်တိုက်ပွဲတွင်လမ်းမတွေးတဲ့တမန်သားရွာနဲ့ဒုံညိုရွာကအရက်သားပြည်သူဆဲကို AIS လက်နက်ကင်ပွဲကဖမ်းဆီးသွားကြောင်းရင်းထဲက၆ကိုတပ်ဖြတ်ပြီးအထက်အင်ဆောင်နေငှပြောတော်မှဆွန်ပစ်ထားခဲ့လို့ AI ကပြောတယ်မော်တော်မြွနယ်ကပြည်သူတွေမှာ AI စင်လန်နဲ့ဂိုင်းဖွဲ့ရဲ့အကြမ်းဖက်လို့ရတရားနှင်းစင်စွန့်ရင်ပူပန်နေရတယ်လို့နောက်ထပ်မော်တော်ဒေတာခန်တဲ့ဦးကပြောရင်မော်တော်မြွနယ်လက်ရက်ခွဆောင်နဲ့တာအကုန်းကျရကြမှာအော်တိုဘားလ9ရက်နေ့မနက်9:00ခွဲချိန်ကခီးသွားပြည်သူ၃ကို AI စင်လန်နဲ့ဂိုင်းတွေက ရှော့တိုင်မိုက်တလုံးနဲ့မိုက်ခွဲတိုက်ခိုက်ခဲ့တယ်။ကိုနိုင်နိုင်ကျော်ကိုအကအောင်နဲ့ကိုမင်းထွန်းအောင်တို့လူငယ်တော်အုံမှာတောင်ပြိုကျရကနေအောင်သာကျရကိုကွန်ပျစ်စီဆိုင်ကနေတင်ဆောင်လာစဉ်လျက်ခွန်ဆုံနဲ့တာကုန်းကျရကြာရောက်မှာအီအားစီလက်နက်ကိုင်းနဲ့မိုက်ခွဲတိုက်ခိုက်ခြင်းကိုခံခဲ့ရခြင်းဖြစ်ပါတယ်။အသက်28နှစ်ရဲ့ကိုမင်းထွန်းအောင်မှာ AIC ရဲ့မိုင်းခွဲတိုက်ခိုက်မှုကြောင့်ညာဘက်နှစ်ဖူးတောင်မှတရားအနေငယ်ရရှိသွားပါတယ်။ AIS လက်နက်ကင်တွေကနေဆက်လုံကြိုရီတက်စကန်တွေကိုတိုက်ခိုက်နေတဲ့အပြင်လူပြတ်လက်တဲ့နေရာတွေမှာလည်းဒေသခံပြည်သူတွေကိုအကြမ်းဖက်မှုတွေကျူးလွန်နေကြောင်း AI ကပြောဆိုထားပါတယ်။ AIS ဘွဲကဒေသခံပြည်သူတွေရဲ့အသက်အဝိုင်းစီစိမ်တို့ကိုချိန်ချောင်းနေတဲ့အတွက်ဒေသခံပြည်သူများအနေဖြင့်တောတောင်နဲ့လူပြတ်လက်တဲ့နေရာတွေကိုတည်ဦးတဲ့တို့မဟုတ်လူအနေနဲ့မသွားလာကြရတဲ့မဖြစ်မနေသွားမယ့်ခီးတွေရှိပါကနီးစက်ရအောင်ချုပ်ရုံနေတဲ့လုံကြိုရီတက်စကန်တွေကိုအကြောင်းကြားကြရင်လူအကြောင်း AI ကတိုက်တွန်းထားပါတယ်။ မရခတ်တော်ရေးအနေဖြင့်လည်းနေဆက်ဒေသမှာကြံဖတ်မှုတွေကျွလွန်နေရဲ့ AIS နဲ့လက်နက်ကိုင်းတွေကိုနှိမ့်နှင်းရှင်းလင်းနေကြောင်းသိရတယ်။ AIS နဲ့ ISO လက်နက်ကိုင်းတွေကဘင်္ဂလားဒေ့ရှ်နဲ့ကြားဆောင်တဲ့ BGB ရဲ့ test gun ဒီမှာခြေကန်ခြေကုပ်ယူပြီးတော့ရခိုင်ပြည်ဘက်ကိုစိန်ဝင်ကဒေသခံပြည်သူတွေကိုချိန်ချောင်းနေတဲ့အတွက်ဘင်္ဂလားဒေ့ရှ်ဆိုရအနေနဲ့ထိထိရောက်ရောက်ဖမ်းဆီးရေးယူပွဲလွှဲကြောင်းအေအေကပြောတယ်။ အကဲဘင်္ဂလားဒေ့ရှ်ဆိုရနေဖြင့်စစ်သွေးကြဝါဒီယာထောက်ခံအားပေးတဲ့ BGB တဲကအရာရှိချုံနဲ့ AIS AIS ဆိုဖွဲ့အားရေးယူဆခြင်းမပြုပါကနှစ်ဖက်ဆက်ဆံရေးမှာပိုတင်းမလာနိုင်ကြောင်းလည်း A ကအသိပေးတယ်ဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တဲ့ BGB ကလည်း AIS AIS ဆိုဖွဲ့ရင်းနဲ့ဆက်သွယ်ဆောင်ခြင်းမရှိသလိုဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာလည်း၎င်းတို့ဖွဲ့ရင်းမရှိကြောင်းနဲ့ RKDA ဆွဆွဲချက်တွေကိုပယ်ချထားကြောင်းသိရတယ်။ဆက်လက်ပြီးအောင်ဂျပန်စစ်တပ်နဲ့ KIA KPD တို့တိုက်ပွဲအဖြစ်ပြန်လည်ပြစ်ခတ်မှုများအတွင်ဒေသခံလေးဦးလက်နက်ကြီးထိမှန်တန်ရာရန် ။ငချင်းပြည်နယ်ဖားကတ်မှာတရင်ဇိုလာပြည်နေက KIA PDF ပူပေါက်တပ်တွေနဲ့ဂျက်ဖက်စစ်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့နေကန်နေကနေတည်ရတဲ့အော်တိုဘလာချိုင်းမှာအင်အားတရာခန့်ရှိစစ်ကော်မရှင်တပ်တွေကဖားကတ်မြို့နယ်လုံခင်ကျောက်စုငိမ့်ချန်တာရရွာဘက်ခြမ်းကနေမလန်းရွာဘက်ကိုစစ်ကြောင်းထိုးနေချိန် KIA PDF ပူပေါက်တပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့လို့သိရပါတယ်။ ။အဆိုပါတိုက်ပွဲတွင်နှစ်ဖက်ပြန်လည်ပစ်ခတ်နေရလက်နက်ကြီးမလန်းကျရတဲ့ကြောက်ပါကွဲခဲရကြောင်းဒေသခံလေးယောက်ထိမှန်တန်အားရပြီးစေကူသားမှုခံနေရလို့ဆိုပါတယ်။နှစ်ဖက်စီအခြေအနေတင်းမာနေကဒီကနေ့နေ့လည်းအထိထိတဲ့တိုက်ပွဲဖြစ်ပွားနေပြီးညနေပိုင်းလောက်မှာတော့ပစ်ခတ်တန်းနေငြိမ်သက်နေရလို့လည်းသိရတယ်။ဒါအပြင်ထိတွေ့တိုက်ပွဲမဖြစ်ပေါ်တာတပတ်ခန့်ရှိပြီဖြစ်ပြီးတော့အော်တိုဘလော့ချာနေမနက်ပိုင်းကမှအပြန်လည်ပြစ်ခတ်တန်းနေပြန်ကြရလို့လည်းသိရပါတယ်။စစ်ကောင်ရှင်တဲဟာငိန်ချဲတာယာကြေးရနဲ့မလန်းကြေးရဇက်ကစံတော်ဝင်ကမ္ပဏီဝင်းနဲ့တက်ဆွဲထားပြီး မလန်းကျင်းအပိုင်းခိုလုံကုန်းဘက်ကနေကြောင်စိမ့်တောင်ဘက်ကိုစစ်ကြောင်းထိုးနေရဖြစ်တယ်လို့သိရှိရပါတယ်။လက်ရှိမှာစစ်အခြေအနေတင်းမာနေဆဲဖြစ်တာကြောင့်မလန်းကျင်းနဲ့ငိမ့်ချန်သာကျားကပြည်သူတွေအားလုံးခင်ရွာဘက်ကိုစစ်ဆောင်နေကြတယ်လို့လည်းသိရတယ်။ ဆက်လက်ပြီးတော့မင်းလာမြို့နယ်မှာစစ်တပ်အတူရံတရားမွင့်ရွေးကောက်ပွဲအတွက်ထုတ်ပြန်ထားတဲ့မဲစင်တွေကို PDF တပ်ဖွဲ့ကမိရှုရှင်းလင်းဘကိုးတိုင်းမင်းလာမြို့နယ်မှာစံဖက်စစ်တပ်ရဲ့အတူရံတရားမွင့်ရွေးကောက်ပွဲအတွက်ထုတ်ပြန်ထားတဲ့မဲစင်တွေကိုမိရှုရှင်းလင်းခဲ့ကြောင်းတာဝရီခိုင်တပ်ရင်383ညနဲ့တပ်ခွဲနေမှာတာဝန်ရှိသူတယောက်ကပြောပါရယ် အော်တိုဘလာ6နှစ်ည7:30မိနစ်ခန့်မှာမင်းလာမြို့နယ်စင်တဲကောက်အုပ်စုစင်တဲကောင်ကျားမရှိလူငတ်အာမန်စာကြီးတိုင်းမှာဂျပတ်စစ်တပ်ရဲ့အတုရောင်တရားမဝင်ရွေးကောက်ပွဲအတွက်ထုတ်ပြန်ထားတဲ့မင်းစင်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်မိရှုရှင်းလင်းခဲ့ခြင်းဖြစ်ပါတယ်။စစ်ခွေးရွေးကောက်ပွဲအတွက်စင်တဲကောက်အုပ်စုကမင်းစင်တွေကိုကျွန်တော်ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ပြစ်ခတ်မှုဖြစ်ပွားတာတော့မရှိပါဘူး။မဲဆင်းတွေကတော့အကုန်လောင်သွားတယ်လို့တာရီခိုင်တဲ့383ညနေတက်ခွဲနေမှာတာဝန်ရှိသူကပြောပါတယ်။ ထို့သောမိရှုရှင်နေမှုဖြစ်ပွားပြီးနောက်တောဘာလ9ရက်နေ့မိုးလဲ10:30မိနစ်ခန့်မှာစင်တဲကောက်ကျရရှိလူငယ်အားမှန်စာကြည့်တိုက်ကိုအကြပတ်စစ်သားရရှိလာပြီးစစ်ဆေးမှုလှုပ်ဆောင်နေကြောင်းသိရတယ်။အဆိုပါရှင်းလင်းမှုကို383ညနေတက်ခွဲနေမြောက်ပြကြားတဖွဲ့မှရဲဘော်တွေကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်လည်းကြပတ်စစ်သားအနီတော်လာနေထိုင်ခြင်းပြုလုပ်ကြရတဲ့တတိယတော်လာနေထိုင်ကြတဲ့တာရီခဲတဲ့383ညနေတက်ခွဲနေမှာအသိပေးပြောဆိုပါရတယ်။ ဆလတ်ပြီးစာလင်းချင်းမျိုးနဲ့မြိုင်မျိုးနဲ့ရှစ်ကြရဲကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဝိုက်တွဲ geocropter တို့နဲ့ပုံစံတိုက်ခိုက်မှုပြည်သူနာအထိခိုက်တဲ့အရာစကိုင်းတိုင်းစာလင်းချင်းမျိုးနဲ့ဂျာတက်ကြာကိုဂျက်ဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ geocropter နဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ပြည်သူနာအထိခိုက်တဲ့အရာရှိခဲ့ကြောင်းဒေသပြည်သူတွေကပြောပါရယ်အော်တိုဘာလ9ရက်နေ့မိုးလဲ2:53မိနစ်ခန့်မှာစာလင်းကျုံမြုံနဲ့တောင်ကျမ်းမှာရှိတဲ့ကြာတက်ကြာကိုနာမခါမှာတက်လာတဲ့ GeoCrypta 3စီနဲ့ပေါ်ကျတိုက်ခိုက်ခဲ့ပါတယ် ။မဇဖာစစ်တပ်လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူနေအုပ်ထိခိုက်တဲ့အရှိခဲ့ပြီးနေနေထိခိုက်ပျက်စီးခဲ့ကြောင်းသိရတယ်။အလာတူမြန်မြွတ်နယ်တောင်စမ်းမရှိကြရတွေကိုဂျပန်စစ်တပ်ကဝိုက်တွဲလျင်နဲ့ပုံကျဲတိုက်ခိုက်သွားကြောင်းဒေသပြည်သူတွေကပြောပါရယ်။အော်တိုဘလာ9ရက်နေ့မော်လဲ7:55မိနစ်ကစတင်ပြီးဂျပန်စစ်တပ်ဝိုက်တွဲလေတစီကပုံ20နီးပါးကျဲချတိုက်ခိုက်ခဲ့ကြောင်းပုံကျဲတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်ရှိမရှိကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းသိရပါရယ်ရှင်။ ဆက်လက်ပြီးတော့မင်းလောင်းမြို့နယ်မှာစစ်တပ်အတွေ့အကြုံတရားမှုရေးကောက်ပွဲအတွက်ထုတ်ပြန်ထားရမယ့်စီနီကို PDF တပ်ဖွဲ့ကမိရှုရှင်လင်းဘကိုးတိုင်းမင်းလောင်းမြို့နယ်မှာဂျက်ဖက်စစ်တပ်ရဲ့အတွေ့အကြုံတရားမှုရေးကောက်ပွဲအတွက်ထုတ်ပြန်ထားရမယ့်စီနီကိုမိရှုရှင်လင်းခဲ့ကြောင်းတာရီခိုင်တဲ့တောင်ရှစ်တုံညာနဲ့တက်ခွဲနေတောင်ရှစ်သူကပြောပါတယ်ထို့သူမိလို့ရှင်လင်းပြီးဖြစ်ပွားပြီးရဲ့နောက်မှာအော်တိုဘာလ9ရက်နေ့မော်လဲတနိုင်30မိနစ်ခန့်မှာစင်တဲကိုကြရရှိလူငန်းအာမန်စာကြီးလိုက်ကိုဂျက်ဖက်စစ်သားတွေရောက်ရှိလာပြီးစစ်စဲမှုရေလုံဆောင်နေကြောင်းသိရတယ် အဆိုပါရှင်းလင်းမှုကို383ညနဲ့တက်ခွဲနဲ့မြောက်ပြောက်ကြားတဖွဲ့မှရဲဘော်တွေလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူများအနေဖြင့်လည်းဂျပန်စစ်သားရင်းဒေါ်လာနေထိုင်ခြင်းမပြုကြရဲသတိသာဒေါ်လာနေထိုင်ကြဖို့တာရီခိုင်တဲ့383ညနဲ့တက်ခွန်နေမှာတိပေးပြောဆိုထားပါတယ်။ ။နောက်ထပ်တင်ဆက်ပေးမှာကတော့ဗမာမြို့ကိုစစ်ကောင်ရှင်စစ်ကြောင်ထုံမြို့နေကိုရောက်ရှိလာ။စစ်ကောင်ရှင်ကလက်လွတ်ခဲ့ဗမာမြို့ကိုရအောင်ရုံးတုံးပြူကစစ်ကြောင်ထုံရောက်လာနေကြောင်းသိရတယ်။ပြည်ကရအော်တိုဘားလ၄ရက်နေ့ကစပြီးမမမြုပ်ကိုစစ်ကော်မရှင်နဲ့ရှမ်းနီပြည်သူစစ်တေဘူးပေါင်းပြီးစစ်ကြောင်းထိုးလာရောက်အော်တိုဘားလ၅ရက်နေ့ကအေးချောင်းမှပါပုံကျဲတိုက်ခိုက်ရဲ့အကအကွက်ယူ၈ဒေါ်လာနေကြောင်းသိရပါတယ်။စစ်ကော်မရှင်တမ33ခါမှ16နဲ့ရှမ်းနီပြည်သူ SND တပ်တို့ပူးပေါင်းပြီးဗမာမြို့ရှိခမိုးရွာနဲ့စက်တော်ရနေတိခြေကလာအတွက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကြောင်းသိရပါတယ်။ ပြည်ကစတင်မာလာ20အနေကဗမာမြို့ပေါ်ရှိရှမ်းတီပြည်သူစင်နဲ့စစ်ကောင်ပြင်တပ်တို့ကမောင်းထုတ်ပြီးဗမာမြို့ကိုတော်လိုက်တဖွဲ့တွေကသိမ်းပိုင်နိုင်ခဲ့ပါတယ်မြို့ပေါ်ကနေကစင်ကလေးထွက်ပြေးတဲ့စစ်ကောင်ပြင်တပ်ကမြို့ရဲ့နောက်ဆန်းတဲ့မြောက်ဖက်ဆန်းမှာအင်အားပြန်စုဖွဲ့ပြီးဟောမလီမှာစစ်ကြောင်တို့တက်လာတဲ့ခမ16နဲ့ပူမောင်မီတိုက်ပွဲဖော်ဆောင်ခြင်းဖြစ်ပါတယ်တိုက်ပွဲရဲ့ကြောင့်တော်လိုက်တဖွဲ့များအနေဖြင့်မြို့နီးရှိကြေရချုံမှာခေတ္တဆုတ်ခွာပေးထားတဲ့ကြောင့်ဒေသတရင်မြစ်တွေထံကနေသိရပါတယ်နောက်ဆက်အပိကြအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်